မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မတ်လ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နာဆာကနဲ့တွဲဆုံဆွေးနွေးပွဲမပြုလုပ်ခင်အရခတက်တော် A ဟာစစ်တေမျိုးကိုတိုက်ပွဲဖော်နိုင်သလားဆိုတဲ့အပေါ်ပြည်သူလူထုကြားမေးခွန်းထုတ်နေကြတဲ့သတင်း။တေယိုဟာအမေရိကန်နဲ့ဖြစ်ပွားတဲ့ကုန်သွယ်ရေးစစ်ပွဲမှာနီးပြူဟာပြောင်းပွဲရှိရဲဆွဲတဲ့တင်အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့တင်နိုင်ငံတကာတဲ့တင်နဲ့အားကစားတဲ့တင်တွေကိုတင်ဆက်ပေးမှာပါ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နာဆာကနဲ့တွဲဆွန်ဆွေးနွေးပွဲမပြုလုပ်ခင်အရခတက်တော် A ဟာစစ်တွေမျိုးကိုတိုက်ပွဲဖော်နိုင်တလားဆိုတဲ့အပေါ်ပြည်သူလူထုကြားမေးခွန်းထုတ်နေကြတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ နာဆာကနဲ့တွဲဆောင်ဆွေးနွေးပွဲမပြုလုပ်ခင်အာရကတက်တော်အေအာစစ်တွေးမျိုးကိုတိုက်ပွဲဖော်နိုင်သလားဆိုတဲ့အပေါ်ပြည်သူလူထုကြားမေးခွန်းတွေထုတ်နေကြပါတယ်။တရုတ်ရဲ့ဂျာဝင်စစ်စစ်မှုနဲ့အေအေနဲ့နာဆာကကြားတရုတ်နိုင်ငံမှာမလာမှာတွဲဆောင်ဆွေးနွေးသွားဖို့ရှိကြောင်းနှိစက်သူတွေထံကသိရပါတယ်။စစ်တွေကအချက်ကြာမကြာကြောင်းဆွေးနွေးရေးစပွဲဝိုင်းပေါ်ရောက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာစစ်တွေးမျိုးကိုစီးရေးမြင့်တင်တဲ့သဘောထားဖြစ်တယ်လို့ NCA ထုတ်လာတဲ့ပိုးမှုသားလွတ်မြောက်ရေးဖွဲ့ချုပ် PNLO NCS ကဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးကာကဆီယန်နိုင်တဲ့ဌာနကိုပြောပါတယ်။ 一对啊，七站没站稳咯。你班长来说咯，一对啊，比轻巧干的都无关系吧。工业啊，你比咩啊，就有吧。 看业务路进来做伊青草咖啡楼，那爱看业务，春游伊你俩奈为啥不还买起来？大家，春游伊是为我要喊你哦，要不变成那钱嘛？是阿五面得个我话了，白牛也买，白牛也买，做得到么好包？什么天南话嘞？大家，白牛我们也来买，几多是重嘞？几个那年头，趁两奶奶在那打，天下的好话不？牛边青草嘞？不打了？牛边别墅哦，弄到了，没皮薄了，一几块五的。哎呀，丹东那。 န်းထိုးတာတော့စစ်တွေထိုးတာတော့တစ်ခါကလုံးကလို့ဘုဂျုံမူကြီးမြောင်းကလည်းရုရှားပြည်ကလူစားပြန်လာပြီးတော့သူကလည်းသူ့ပတ်ငင်းတမန်ငင်းမှာအဝဲခံလာတဲ့ပုံမျိုးလာတာပေါ့ဗျာနှစ်ဖက်ကပြန်ပြီးတော့ကြိုင်ရမယ်ဆိုရင်တော့ဒီဘက်ကပြည်သူလူထုမျိုးပြတယ်ပုံမျိုးပြည့်စည်းဖို့ပဲရှိတာပေါ့ဗျာ ေရ2023ခုနှစ်နိုဝင်ဘာ23ရက်မှာရခိုင်ပြည်နယ်အတွင်းမှာထိုးစစ်စတင်ခဲ့ပြီးမြို့နယ်ပေါင်း14မြို့နယ်ကိုထိန်းချုပ်ပြီးတဲ့နောက်ပြည်တွင်းရေးကိုနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးဖြေရှင်းမယ်လို့2024ခုနှစ်ဒီဇင်ဘာ29ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အေကနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးဖြေရှင်းမယ်လို့ထုတ်ပြန်ထားပေမဲ့ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ AR တိုင်းဒေသကြီးတို့မှာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။မြန်မာတပ်မတော်ရဲ့အဓိကစိုးရိမ်နေတာဟာစစ်တွေမျိုးမဟုတ်ပဲ AR တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးစတဲ့တိုင်းဒေသကြီးစည်းရေးချဲ့ထွင်နေတဲ့ကိစ္စတွေ တာဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသက်သူဦးတန်းစိုးနိုင်ကဆီအန်နိုင်တဲ့ထဏာကိုပြောပါတယ်ရှစ်တွေကအဓိကမဟုတ်ပါဘူး။ကိုကကျွန်တော်တို့အရခတမတော်နဲ့ပတ်သက်ပြီးတော့စိတ်ကောင်းစီပဲကအဓိကစိုးရင်စိတ်ပူနေတာလား။ရှစ်တွေမဟုတ်ပါဘူး။ရှစ်တွေကစိတ်ပိုင်းတစ်ပိုင်းမှာတကယ်တော့ဘေးအဝေးတိုင်းဘုကိုတိုင်းနဲ့ဘုကိုတိုင်း

အဲ့လိုကြံ့နေတဲ့နေထိုင်မှာအာဒီစစ်ကိုဘယ်ပိုင်းကိုရပ်ပါနော်ဘယ်ပိုင်းကိုနားပါဆိုတဲ့ဒီစာရီဖြစ်လာမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ဒီစွန်းတွေစွန်းတွေပဲဖြစ်ပြီးတော့ဆရာဆရာနဲ့ကျင်းစွန်းမှုတွေဖြစ်လာကြတဲ့အကြောင်းရှိဘူးလို့ကျွန်တော်တို့ထင်ပါတယ်ခင်လက်ရှိမှာအေရရခိုင်ပြည်နယ်ချင်းပြည်နယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးစတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိုက်ပွဲတွေပေါ်ဆောင်နေပြီး Confederation ထက်မနိုင်တဲ့နိုင်ငံရေးအစဉ်အတန်းတစ်ခုကိုရရှိဖို့ကြိုးပမ်းလျက်ရှိနေပါတယ် နာဆကဥက္ကဋ္ဌဟာလက်ရှိတက်တန်း6လကုန်ပါကရွေးကောက်ပွဲအတွက်အစုဖွဲ့အင်အားစုပုံစံတစ်မျိုးပေါ်လာနိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးခိတ်ခတ်တွေကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။နာဆကဥက္ကဋ္ဌဘက်ကရွေးကောက်ပွဲကျင်းပပေးမယ့်ကာလအတိအကျကိုထုတ်ဖော်ပြောကြားထားတဲ့အတွက်လက်ရှိ6လတက်တန်းကုန်ပါကရွေးကောက်ပွဲအတွက်အစုဖွဲ့အင်အားစုပုံစံတစ်မျိုးပေါ်လာနိုင်တယ်လို့စီးရင်းနဲ့နိုင်ငံရေးခိတ်ခတ်တွေက CNN သတင်းဌာနကိုပြောပါရယ်။နာဆကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ2025ခုနှစ်မတ်လ9ရက်က ဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာအထူးရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းထုတ်ဖော်ပြောကြားခဲ့တာပါ။ဒါကြောင့်အခုလာမယ့်ဩဂတ်လမှာ6လသတန်းတိုးထမှုကုံဆုံးမှာဖြစ်တဲ့အတွက်အဲ့ဒီကာလအလွန်မှာတော့ NASA ကဟာသတန်း6လထပ်တိုးတာအစား တခြားပုံစံတစ်မျိုးနဲ့ပေါ်လာနိုင်တယ်လို့ NCA ထုတ်ထားတဲ့ပအိုးမြို့သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါရယ်ဒီတကယ်ဒီဇင်ဘာမှာလောက်မှာဆိုရင်တော့မှဒီအချိန်က6လအကြာနဲ့အချိန်6လကြာတော့ဒီဩဂုတ်လမှာ6လပြည့်တဲ့အချိန်မှာတော့အဲ့ကြာမဲ့6လကိုကြာမဲ့6လကိုဒီကောပဲလုပ်တဲ့ကာလကနောက်6လထဲပါပါဩဂုတ်ကနေပြီးတော့ ဖွဲ့ပြောရစီပါသွားတဲ့ခါကျအဲ့ဒီအတွင်းမှာဖြတ်ကျင်တဲ့သဘောရှိတယ်တော့ကြည့်ရတယ်။ဒါကြောင့်အခုအောက်ကလာမှာတော့၆လနောက်ဆုံးတူတာပြင်မယ်။အကြမ်းနဲ့၆လကတော့တတန်းတူတာချက်ကိုရေကောက်ပွဲကျင်ညာပြီးတော့ရေကောက်ပွဲနဲ့ပတ်သက်တဲ့ရေကောက်ပွဲကိုကင်တွယ်မယ်။အစုအဖွဲ့အင်အားစုနော်ရေကောက်ပွဲကော်မရှင်နဲ့အတူပေါ့ဗျာ။ဒီဘောကကြည့်ကြမယ်ပုံစံပုံစံတမျိုးတော့ပေါ်လာတယ်ကွာအဲဒါဆိုတော့တန်းမတူဘဲနဲ့ 啲外边都好多，啊！全年做啲行啊，朋样一齐嚟啊，係啊！你外边啲嘢，一啲炒辣牛肉，啊！佢就一个比较难三千，你做吧？嗯，话快我们要喎，啲人話都冇人來就废话快啦，怎么都呃，超辣特别意食咩？一啲一我们係古錢嘅古食就我薄量咯，了啊。你要嗰啦嘛，超辣啲，哎。 ရုပ်ောက်ပွဲကိုကြည့်ကြမဲ့ပုံစံတစ်မျိုးနဲ့တတန်းကိုရုပ်ောက်ပွဲခေါ်ယူနိုင်ရတဲ့နော်ဒီတတန်းဖြစ်သွားမယ်။ပြီးခဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမမှုဖြစ်ခဲ့တဲ့အတွက်နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတတာဝန်ယူထားတာဖြစ်ကြောင်းမကြာခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိကြောင်းမက်ရှလ9ရက်ကဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ပူးတွဲတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့တာပါ ။ဒါပြင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီ53ပါတီစီရင်ပေးသွေးထားကြောင်းပြောဆိုခဲ့ပြီးတော့ရွေးကောက်ပွဲကျင်းပမဲ့ရက်အတိအကျကိုတော့ပြောဆိုသွားတာမရှိသေးပါဘူး။အဲ့ဒီလိုမျိုးရွေးကောက်ပွဲကျင်းပမယ်ဆိုပါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကာလွန်ကိုပြန်လည်လွှဲပြောင်းပေးရမှာဖြစ်တယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်။အဲ့လိုရွေးကောက်ပွဲကျင်းပမယ်ဆိုရင်ကျွန်တော်တို့အခြေခံဥပဒေအရပဲကဒီနတ်ဆက်ကရည်ပြီးတော့ကျွန်တော်တို့အောင်ရည်လုပ်ရင်းကောင်းစုပေါ့။အားလုံး 变成、啊、样的，刚弄完了是吧？炒了就拿，你把我这块我十六万放上一个平的子上，他就把这个样子是，炒了，炒了不？你把我这块五十六万你把我这块卖七五八万，基本上就什么的，炒了，你没说干了都拿平台了，我，那你种炒了不？嗯，等他去收租的那子，也就是、说，这个都你把我这块的时候，一进那底的平子就行了，对吧？哎，就啊，这样底下的了。 ကာလုံးပြန်ပြီးတော့ဥပဒေနိုင်ငံအတွက်ပြုဖြစ်ဖို့ဖြစ်သွားပါလိမ့်မယ်။နောက်ဆက်ကဥက္ကဋ္ဌဟာပြီးခဲ့တဲ့2022ခုနှစ်ကလည်း2023ခုနှစ်ဩဂတ်လမှာရွေးကောက်ပွဲကျင်းပပေးမယ်လို့ထုတ်ပြန်ကြေညာခဲ့ပြီးနိုင်ငံတော်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာတာကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်425ကိုကျင့်သုံးပြီး တာမန်မဟုတ်တဲ့အခြေအနေဟုဆိုကအရေးပေါ်အခြေအနေကြီးညာထားမှုကို6လတက်တန်းတိုးလာခဲ့တာဟာဒီကနေ့အထိပဲဖြစ်ပါတယ်။ဒါကြောင့်ဘယ်လာရုသမ္မတလူကာရှန်ကူ ਨੇ ပူတဲသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တဲ့ရွေးကောက်ပွဲကျင်းပပေးမယ့်ကာလအပေါ်လူထုကြားမေးခွန်းထုတ်လျက်ရှိနေကြပါတယ်။ဒီနေ့တင်ထားနိုင်တဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ဟာအမေရိကန်နဲ့ဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲမှာ နီးပြူဟာပြောင်းပွဲရှိတဲ့ဆွဲတဲ့တင်ပဲဖြစ်ပါတယ်။တည်င်းပြေစံကိုရှုစားလိုက်အောင်ပါ။ တရုတ်ဟာအမေရိကန်နဲ့ဖြစ်ပွားနေတဲ့ကုန်တရေးစစ်ပွဲမှာအရင်လက်ထက်ကအခြေအနေတွေကိုတုံ့တက်ပြီးနှီးပြွာပြောင်းလဲပွဲရှိတယ်လို့ AP သတင်းဌာနကဖော်ပြခဲ့ပါတယ်။အမေရိကန်ရဲ့အခွန်အတိုးမြင့်ကောက်ခံမှုနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေကိုအပြေရှာဖို့ကနေဒါနဲ့မက္ကဆီကိုခေါင်းဆောင်တွေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုံးဆက်သွယ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့တရုတ်သမ္မတရှီဂျင်ဖင်ကတော့အဲ့ဒီလိုလှုံ့ဆော်ပွဲမရှိကြောင်းပြောပါတယ်။တရုတ်ဟာအမေရိကန်နဲ့ဆက်ဆံရေးမှာကနေဒါမက္ကဆီကိုတို့နဲ့မတူပဲအမေရိကန်နဲ့လည်းနှစ်ပေါင်းများစွာကြာကုန်သွယ်ရေးနဲ့နှီးပညာစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒါကြောင့်ကနေဒါနဲ့မက္ကဆီကိုတို့ကထရန့်နဲ့ဖုံးဆက်သွယ်ဆွေးနွေးမှုတွေပြုလ ုပ်နေချိန်မှာတရုတ်ကမတူကွဲပြားတဲ့ချင်းကပ်မှုကိုလှုပ်ဆောင်ခဲ့ပြီးဘယ်ဆွေးနွေးညှိနှိုင်းမှုကိုမစိုးတာတူညီမျှလှုပ်ဆောင်တင်တယ်လို့ရှင်းလင်းစွာပြောကြားခဲ့ပါတယ်။တရုတ်ကောင်ဆောင်တွေကလည်းအမေရိကန်နဲ့ဆွေးနွေးပွဲတွေအတွက်လမ်းဖွင့်ထားကြောင်းပြောကြားခဲ့ပေမယ့်အမေရိကန်ရဲ့အခွန်တိုးကောက်မှုအတွက်လည်းပြင်ဆင်မှုတွေပြုလုပ်ထားကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတထရန့်ဟာတရုတ်ရဲ့ပို့ကုန်တွေအပေါ်အခွန်20ရာခိုင်နှုန်းတိုးမြင့်ကောက်ခံခဲ့တဲ့နောက်တရုတ်ကလည်းပြီးခဲ့တဲ့သတင်းပတ်ကစပြီးအမေရိကန်ရဲ့ကုန်စည်ကိုအခွန်တွေပြန်လည်တိုးမြင့်ကောက်ခံခဲ့ပါတယ်။အမေရိကန်ကအခွန်တိုးကောက်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကလည်းလက်တော့ပြန်မှုကလွယ်ပြီးကြံရရွေးစရာမရှိပါဘူး။တရုတ်က နေ့ကျင်စိတ်မရှိအောင်မဟုတ်ပါဘူး။ဒါပေမဲ့ဆွေးနွေးဖို့အတွက်လည်းအတနာခံတာမျိုးတွေလုပ်မှာမဟုတ်ပါဘူးလို့ Washington အခြေစိုက် Stimson Center ကတရားရေးရညွှန်ကြားရေးမှူးစွန်းရန်ကပြောကြားခဲ့ပါတယ်။ရှီကတော့နိုင်ငံရေးနဲ့မဟာဗျူဟာအကြောင်းတရားတွေအရာသူ့အတွက်ထိခိုက်နစ်နာမယ့်အရာကိုလုပ်မှာမဟုတ်ပါဘူး။ American နဲ့ကုန်တရေးစစ်ပွဲမှာရှီကအတနာခံမဲ့နေရာမှာနေမှာမဟုတ်ပါဘူး။အဲ့ဒီအစား American ကိုပြန်လဲထိုးနှက်တော့ပါလိမ့်မယ်လို့အာရှလူမှုရေးမူဝါဒ Institute ကနိုင်ငံတကာလုံခြုံရေးနဲ့တန်တမာရေးဒီဥက္ကဋ္ဌ Daniel Russell ကပြောကြားခဲ့ပါတယ်။တရုတ်ဟာကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တာနဲ့အညီဒေတာ တင်နဲ့ကမ္ဘာလုံးဆိုင်ရာရှင်မြင့်ထမှာကြီးမားတဲ့အင်အားစုတစ်ခုဖြစ်ပြီးအမေရိကန်အပါအဝင်နိုင်ငံအားလုံးရဲ့လေးစားမှုကိုရရှိထားပါတယ်။မလာလီယက်ကတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကအမေရိကန်နဲ့ပတ်သက်ပြီးတင်မာတဲ့မတ်ချက်စကားကိုပြောကြားခဲ့တာကြောင့်အမေရိကန်ရဲ့အခွန်တိုးကောက်မှုကိုပြင်းထန်စွာတုံ့ပြန်ခဲ့ပါတယ်။တကယ်လို့အမေရိကန်ကတခြားစီစဉ်တစ်ခုရှိနေမယ်ဆိုရင်အမေရိကန်ရဲ့စံနာကဆက်ဖြစ်ဖို့ဆိုရင်အခွန်စစ်ပွဲပဲဖြစ်ဖြစ်ကုန်သွယ်ရေးစစ်ပွဲပဲဖြစ်ဖြစ်ဘလို့စစ်ပွဲမျိုးကိုမဆိုးကျွန်တော်တို့ကအဆုံးထိတိုက်သွားဖို့အစဉ်သင့်ပါပဲလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကမလာလီယက်မှာပြောကြားခဲ့ပါတယ်။ အီရန်အနေနဲ့အမေရိကန်ရဲ့အနိုင်ကျင့်ဗိုလ်ကြားမှုတွေအောက်မှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားမှာမဟုတ်ဘူးလို့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အာရာတိုလာအလီခါမေနီကပြောကြားခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ အီရန်အနေနဲ့အမေရိကန်ရဲ့အနိုင်ကျင့်ပူကြမှုတွေအောက်မှာဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားမှာမဟုတ်ကြောင်းအီရန်ရဲ့အမြင့်ဆုံးကောင်ဆောင်အယာတိုလာအလီခါမေနီကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က"သူဟာအီရန်နျူကလ িয়ার သဘောတူညီချက်ကိုဆွေးနွေးဖို့အီရန်ရဲ့အမြင့်ဆုံးကောင်ဆောင်ထံစာတစောင်ရေးသားပေးဖို့"ခဲ့တယ်လို့ပြောကြားခဲ့တဲ့နောက်ခါမေနီရဲ့မက်ချက်စ်ကထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ထရန့်ဟာ Fox Business နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအီရန်လုံနိုင်တာနှခုရှိပါတယ်။စီးရီးယားရေးယူခံမလား၊ဒါမှမဟုတ်သဘောတူညီချက်အတွက်ဆွေးနွေးမလားဆိုတာပါပဲလို့ပြောကြားခဲ့ပါတယ်။ခါမေနီကတော့အီရန်အစိုးရအရာရှိတွေ ဲ့ပြုလုပ်တဲ့အစည်းအဝေးမှာအမေရိကန်ဟာသူတို့ရဲ့တစ်ဖက်သက်ထင်မြင်ယူဆချက်တွေကိုအကောင့်ထဲဖော်ဖို့သာယူရထားကြောင်းပြောကြားခဲ့ပါတယ်။ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးအနိုင်ကျင့်ပိုးချတဲ့အစိုးရအချို့ရဲ့တောင်းဆိုမှုတွေဟာပြဿနာတွေကိုမဖြေရှင်းနိုင်ပါဘူး။သူတို့ရဲ့တောင်းဆိုချက်တွေကအီရန်ရဲ့နျူကလ ியர் စီမံကိန်းအတွက်သာမဟုတ်ပဲလုံးဝလက်ခံလို့မရတဲ့သူတို့ရဲ့ထင်မြင်ယူဆချက်တွေကိုဖော်ပြနေတာဖြစ်ပါတယ်လို့ခါမီနီကပြောကြားခဲ့ပါတယ်။ခါမီနီရဲ့မချက်စကားတွေကိုတုတ်ပြန်တဲ့အနေနဲ့အင်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ Brian Hooch ကလည်းအီရန်ပေါ်သမ္မတထရန့်ရဲ့ပြောကြားချက်လို့တင်းပါတဲ့စကားလုံးအနေနဲ့ပြောကြားခဲ့ပါတယ်။ အီရန်ဆိုရအနေနဲ့ကြောက်မက်ဖွယ်အခြေအနေတွေထက်သူပြည်သူတွေနဲ့အကောင်းဆုံးအကျိုးစီးပွားတွေကိုရှေ့တန်းတင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့ဟူချ်ကပြောကြားခဲ့ပါတယ်။မလ9ရက်မှာထရန်ကသူဟာအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ထံစာတစောင်ရေးသားပေးပို့ခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးဆွေးနွေးပွဲအစ်တစ်တွေပြုလုပ်ဖို့တိုက်တွန်းခဲ့ကြောင်းဒါပေမဲ့အီရန်အနေနဲ့ညှင်းဆုံမယ်ဆိုရင်စီးရေးနဲ့ရေးယူသွားမယ်လို့သတိပေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံကြ ాయి ဝင်ကြီးအာဘတ်စ်အာရီချီကတော့အီရန်ဟာမလ၈ရက်ထိအမေရိကန်သမ္မတထံကပေးပို့တဲ့စာကိုလက်ခံရရှိခြင်းမရှိသေးကြောင်းပြောကြားခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားသမရယွန်ဆော့ရွှေဟာထိမ့်သိမ်းခံထားရမှုကနေအာအသင့်ဖွယ်ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက်တောင်ကိုရီးယားရဲ့ဆန္ဒပြနေကြတဲ့သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါရစေ။ ောင်ကိုရီးယားသမ္မတယွန်ဆွေရဲအားထိမ့်သိမ့်ခံထားရမှုကအာဟာတစ်ပွဲပြန်လည်လွတ်မြောက်လာခဲ့တဲ့နောက်တရက်အကြာမှာယွန်ကိုစန့်ကျင်သူတွေကစိုးမျိုးတော်မှာစုယုံဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတယ်လို့ The Korea Times ကဖော်ပြခဲ့ပါတယ်။ Conservative တွက်ကြလို့ရှာတဲ့ Christian Phonoji ဂျွန်ကွန်ဟွန်းဦးဆောင်တဲ့ Saran Jail ဖျားကြောင်ဟာစိုးမျိုးတော်အလဲပိုင်းမှာရှိတဲ့သမ္မတနေအိမ်အနီးမှာတနင်္ဂနွေဖျားဝတ်ပြုမှုကိုဖျားကြောင်အပြင်ဘက်မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီစုယုံပွဲကိုလူပေါင်း4500ခန့်ပါဝင်ခဲ့တယ်လို့ပြောပါရယ်။တမရယွန်းလွတ်မြောက်လာမှုကြောင့်သူ့ကိုဆွဆွဲပစ်တင်တဲ့တရားရင်ဆိုင်မှုကအတိတ်ပဲရှိသလိုဖြစ်လာခဲ့ပါရယ်။ အားလုံးပြီးသွားပါပြီလို့ဖုန်းတော်ကြီးဂျွန်ကပြောကြားခဲ့ပါတယ်။အခြေခံဥပဒေဆိုင်ရာခုံရုံးကရီဘုတ်ကောင်နဲ့ဆုံးဖြတ်ချက်ကိုချမှတ်တဲ့အချိန်မှဆိုရင်တော့ကျွန်တော်တို့ကလည်းတစ်ချက်တည်းနဲ့သူ့ကိုရိုက်ချနိုင်မဲ့လူလူရဲ့စန့်ကျင်ကန့်ကွက်ပိုင်ခွင့်ကိုကျင့်သုံးဖို့ပဲရှိပါတော့တယ်လို့သူကပြောပါတယ်။ဆွဆွဲပစ်တင်ခံထားရတဲ့ယွန်းကို Soul ဘ ਹੁ ခိုင်တရားရုံးကဖမ်းရမ်းပယ်ဖျက်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ကိုအစိုးရရှိနေတွေကယူကံဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့နောက်ယွန်းဟာပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ယွန်းဟာသူ့ကိုထိန်းသိမ်းထားတဲ့အဆောက်အုံကတတောင့်တတနဲ့ပြုံးရွှင်ကလမ်းလျှောက်ထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ကားဘောကိုတက်ပြီးသူ့ကိုထောက်ခံသူ ူတွေကိုလက်ပြနှုတ်ဆက်ခဲ့ပါတယ်။ဂျွန်အားထိမ့်သိမ်းမှုကလွတ်မြောက်လာတဲ့အချိန်ပုံကံမှုဆွဲချက်တွေနဲ့တရားရင်ဆိုင်ရာဥပမာဖြစ်ပြီးအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်းယွန်းကိုယာရုကဖယ်ရှားဖို့တင့်မတင့်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။အဓိကတိုက်ခိုက်ဖြစ်တဲ့ဒီမိုကရက်တစ်ပါတီကတော့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်ခဲ့တဲ့အစိုးရရှိနေတွေရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရဲ့ပြည်သူလူထုကိုအကြက်တဲအတွင်းကိုပြစ်ချခဲ့တာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။အဲဒီနောက်အခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့ယွန်းကိုသမရယာရုကအမြန်ဆုံးဖယ်ရှားဖို့တိုက်တွန်းခဲ့ပါတယ်။အဲဒီပြင်သမရယွန်းလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီးအစိုးရရှိနေချုပ်ရှင်မှုကျွန်းအနေ ေနဲ့ယာရုကချက်ချင်းနှုတ်ထွက်ဖို့နဲ့အဲ့ဒီကိစ္စအတွက်တာဝန်ယူဖို့ဒီမိုကရက်တစ်ပါတီကတိုက်တွန်းခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။စူပလာခွေရီပြီးဆုံးသွားပြီလို့မပြောချင်ကြအောင်အာဆင်နယ်အသင်းနှိပြအာတီတာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ အာဆနယ်အသင်းက United အသင်းနဲ့တကူးစီတည်ကြခဲ့ပြီး Premier League ထိပ်ဆုံးနေရာက Liverpool အသင်းနဲ့15မှတ်ကွာဟတွားခဲ့ပေမယ့်နီးပြအာဒီဒါကသူတို့ရဲ့ဆူပလာအခွင့်အရေးပြီးဆုံးသွားပြီလို့မပြောချင်ကြအောင်ပြောခဲ့ပါတယ်။အာဒီဒါကဆူပလာအတွက်ပြီးဆုံးသွားပြီလားဆိုတာကိုကျွန်တော်မပြောချင်ပါဘူး။ကျွန်တော်တို့အနိုင်များရှိခဲ့တာကစိတ်ပျက်ဖို့ကောင်းပါတယ်။ကျွန်တော်တို့ကဆူပလာရရှိဖို့အခွင့်အရေးရရှိခြင်းနဲ့ဆိုရင် ပွဲတိုင်းကိုအနိုင်ရယူဖို့တောင်းရင်ရှိပါတယ်။အခုချိန်မှာဒီအကြောင်းကိုပြောဖို့အချိန်မတန်သေးဘူးလို့ထင်ကြောင်းပြောခဲ့တာပါ။အာဆင်နယ်တင်းဟာဒီပွဲမှာဘရူနိုဖာနန်ဒက်စ်ရဲ့အတွင်းကိုနဲ့ယူနိုက်တက်အတင်းရဲ့ဦးဆောင်ခြင်းကိုခံခဲ့ရပါပြီ။ဒီကလန်ရိုက်စ်ကခြေပါကိုပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။နတင်းစလုံးကပွဲပီကန်ဒီမှာအနိုင်ကိုရယူနိုင်ဖို့ကြိုးစားခဲ့ပေမဲ့တကိုးစီတီရလက်နဲ့တပွဲပီဆုံးခဲ့တာပါ အာဆနယ်တင်းရာဒီရလက်ကြောင့်အမပေးစရာအဆင့်တနေရာကလဘာဘူးတင်ထက်တပွဲရော်ကစားထားပြီးရမတ်15မှတ်အထိကွာဟသွားခဲ့တာဖြစ်ပါတယ်။အာဆနယ်တင်းရာဒီရဒီပရီးမီးယားလိပွဲတွေကစားဖို့10ပွဲသာကျန်ရှိတော့တာကြောင့်စူပလာကိုလက်လွတ်ရဖို့တည်ကြတဲ့လောက်ရှိသွားပြီလို့သုံးသပ်မှုတွေရှိနေတာပါ။ဒါပေမဲ့အာဆနယ်အသင်းကြီးပြအာရီတာကတော့စူပလာကိုလက်လွတ်ဖို့ညှင်းဆန်းထားတာဖြစ်ပါတယ်။ဒီပွဲမှာအာဆနယ်အသင်းအတွက်ချီပါကိုသွင်းယူခဲ့တဲ့ဒီဂလန်ရိုက်စ်ကလည်း သူတို့ဟာယာဒီကုံနဲ့အတူလီဗာပူးအသင်းကိုဆက်ပြီးတွန်းအားပေးသွားမယ်လို့ပြောခဲ့ပါဗါးအာဆင်နယ်အသင်းဟာပရီးမီယာလိပြန်ပွဲမှာလီဗာပူးအသင်းနဲ့အမှတ်ကွာဟမှုများပြနေကြကြောင်းချန်ပီယံလိပြန်ပွဲအပေါ်ပိုပြီးအာရုံစိုက်လာဖို့ရှိနေတာပါအာဆင်နယ်အသင်းဟာဂျာယက်ထဲမှာချန်ပီယံလိ16တင်းအဆင့်ဒုတိယအကြော့ပွဲစဉ်အဖြစ် PSV အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးပထမအကြော့ပွဲစဉ်က9-2နဲ့9ပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ် CNI သတင်းဌာနရဲ့2025ခုနှစ် match လ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပျော်ရှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။